အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Literature Feed Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြတင်ဆက်ပေးခြင်းတဲ့ဆောင်းပါးလေးကတော့စာရေးဆရာနန္ဒာသိန်းစံရေးသားထားတဲ့အနေခတ်အောင်ကုညီကြသူများဆိုတဲ့စာအုပ်မှဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးလိုက်ပါရခင်ဗျာအနေခတ်အောင်ဖန်တီးကြသူများအနောက်တိုင်းကတသနာပညာရှင်ကြီးတွေ ထက်သနာပေါမောက်ခကြီးရဲ့အတွေ့အော်တွေကိုဒါမန်လူတွေအနေနဲ့နားမလည်နိုင်ဘူး။အဲ့ဒီပညာရှင်တွေရဲ့အမှုအကျင့်တွေကိုကြည့်တဲ့အခါမှာလေဒါမန်လူတွေနဲ့မတူဘဲခက်ကြောင်ကြောင်ဖြစ်နေတတ်တာတွေဒိဋ္ဌာဘဝကိုမင်းမီလျော့လျော့ဖြစ်နေတတ်တာတွေကိုတွေ့ရတတ်တယ်။ဒါကြောင့်ထင်ပါတယ်။အဲ့ဒီဒသနာပညာရှင်ဆိုသူတွေကိုအမျိုးမျိုးပြည့်ရဲ့လောင်ပြောင်မှုတွေလုပ်ခဲ့ကြတယ်။လှုပ်လဲလှုပ်ချင်စရာပဲပေါ့။ဆရာဝန်ဘာလုပ်တယ်လဲ။ဘာလို့စားတယ်လဲလို့မေးရင် ဈေးကူတဲ့အလုပ်လုပ်တယ်ဈေးကူချင်းဖြင့်အတက်မွေးမြူတယ်လို့ဖြေနိုင်တယ်အလားတူပဲအင်ဂျင်နီယာဘာလုပ်တလဲအင်ဂျင်နီယာရဲ့အတက်မွေးဝမ်းလျှောက်ကဘာလဲဆိုရင်အင်ဂျင်နီယာဟာတရားဆောက်တယ်အဆောက်အုံဆောက်တယ်စသဖြင့်ဖြေနိုင်တယ်တခြားပညာရှင်တွေဟာလည်းသူတို့ရဲ့ပညာအလျောက်ဘာလုပ်တယ်ဆိုတာကိုပေါ်လွင်အောင်ပြောနိုင်ကြမှာပဲဒါပေမဲ့တသက်တာပညာရှင်ဘာလုပ်တလဲသူ့အတက်မွေးဝမ်းလျှောက်ကဘာလဲလို့မေးတဲ့အခါမှာ ယုတ်တရက်မဖြစ်တတ်ကြဘူးဖြစ်နေတယ်တဲ့ဟုတ်မှာပဲတသနာပညာရှင်ပါလောက်တယ်လေဘလို့အသက်မွေးဝမ်းကြောင်းလဲဆိုရင်ဖြေဖို့ခံမှာပဲတွေးတယ်တွေးတဲ့အလုပ်ကိုလုပ်တယ်လို့ဖြေမလားတွေးပြီးအသက်မွေးဝမ်းကြောင်းလုပ်တယ်လို့ဖြေရင်လဲအဖြေကတမျိုးကြီးပဲတွေးတယ်ဆိုတာကိုညင်လို့လည်းမရဘူးအတွေးတွေကိုပြဖို့လည်းမလွယ်ဘူးအတွေးဆိုတာတွေကို စားလို့တောက်လို့ရတာလည်းမဟုတ်ဘူး တက္ကသိုလ်ကြီးတွေမှာတက္ကနပညာရှင်ဆိုသူတွေဟာအတွေ့အခေါ်ပညာတွေသင်စားတဲ့ဗမောက္ခအလုပ်ကိုတော့လုပ်ကြတယ်။ဒါပေမဲ့သင်ယူလာတဲ့အတွေ့အခေါ်တွေနဲ့မလုပ်စားမလဲ။အင်ဂျင်နီယာလို့ဆရာဝန်လို့တရားဆောက်စေကုလုပ်စားလို့မရပြန်ဘူး။ဒါကြောင့်တက္ကနပညာဟာဗမောဖုံမရဘူးလို့ပြောတာဖြစ်မှာပဲ။တက္ကနပညာကိုသင်ပေးတဲ့တက္ကနဗမောက္ခတွေဟာလည်းတော်တော်ကြောင်းနေလို့ဆိုရမယ်။ဂျာမန်တက္ကနဗမောက္ခအင်မနီရယ်ကန်ဟာသိကို လေနံခတ်ခဲတဲ့လူ့အသိဉာဏ်ဆိုင်ရာတဒနာအမြင်တွေကို ဟောပြောရှင်းတာသူဖြစ်တယ်။ဒါပေမဲ့သူ့အငူချင်းတွေဟာပုံမှန်ဟုတ်ပုံမပေါ်ဘူး။ကန့်ဟာအိမ်အောင်ပြူရေးကိစ္စကိုသူ့ဘဝမှာနှစ်ခါစဉ်းစားဘူးတဲ့။စဉ်းစားတာကြာလောနာနဲ့ပထမအမျိုးသမီးကသူ့ကို မဆောင်နိုင်တော့ဘူးလို့တခြားယောက်ျားနဲ့အိမ်အောင်ပြုတ်သွားတယ်။နောက်အမျိုးသမီးတယောက်ကိုအိမ်အောင်ပြုတော့မယ်လို့ဆုံးဖြတ်ချက်ချပြီးလို့တွန့်တွေးတဲ့အခါ အဲ့ဒီမျိုးသမီးကတနေ့တစ်ကြီးကို ပြောင်းသွားတာကြာပြီလို့ပြောလိုက်လို့ကန်ကပြန်လာခဲ့ရတယ်။ဆုံးဖြတ်ချက်ချဖို့ဘလောက်ကြာတွေးနေခဲ့တာလဲမှမသိပဲ။တကယ်တော့အိမ်အောင်ပြူရမှာကြောက်လို့ခြေထုံချတော့ဖြစ်နေတာနဲ့တွေ့ပါတယ်။ကန်ကအိမ်အောင်ပြူရင်ကမ္မကုံမှုတွေကိုပြူရင်မောပန်ပြီးတည်နိုင်တယ်လို့တွေးပြီးကြောက်တာတဲ့။လမ်းလျှောက်ရင်လည်းကန်ကသူ့ပစက်ကိုပစ်တော့မှမဟဘူး။တွေ့တဲ့သူတွေနဲ့လည်းစကားမပြောဘူးပေါ့။ပစက်ဟာရင် ။ပိုးရေပြင်ကနေဝင်ပြီးသူ့ကိုရောဂါရစေနိုင်တယ်လို့ထင်နေလို့ဆိုတာပဲ။ကန့်ဟာအချိန်သိတိကြတယ်လို့ပြောတာပဲ။သူလမ်းလျှောက်ထွက်လာတာမြင်ရင်လူတွေနိုင်တိုက်လို့ရတယ်တဲ့။လမ်းလျှောက်ချင်းဧည့်သည်နဲ့တွေ့ဆုံချင်းစတာတွေကို ကန့်ကအတိအကျလုပ်လို့ရှိတယ်။ဒါပေမဲ့ကန့်ဟာအလွန်သတိမိတတ်တယ်။တခါမှာစာသင်ခန်းထဲမှာစာသင်နေရင်ကျောင်းသားတယောက်ရဲ့အိမ်ကြီးမှာကျေးဒီတလုံးမတက်မိပဲဖြစ်နေတာကိုသတိပြုမိလိုက်တယ် အာယုံပြောင်းသွားတဲ့အတွက်ကဲဟာသူ့ဘာသာဘာအကြောင်းကိုသိမိနေမှမသိတော့ဘူး။ဘာဆက်တရားမှန်လည်းမသိဘူးဖြစ်သွားလို့အတန်ဖြုံလိုက်ရတယ်လို့မတန်တင်တာတယ်။ကဲဟာဘဝဆက်သိနေမကောင်းဘူးလို့ပြောကြတယ်။သိတ်တွေးလုံးလုံးထင်ပါတယ်။ကံမအိတ်မပြောတဲ့ယောဂစိတ်ပြန်ရမှုရင်းနဲ့ကြောင်ချောက်ချဖြစ်တဲ့ယောဂနဲ့ကွင်လွန်သွားတယ်လို့ဖော်ပြပူပါတယ်။ဂျာမန်တသက်နာပညာရှင်ဖြစ်တဲ့ George Wilhelm Friedrich Hegel ကလည်း အလွန်အတွေးနဲ့ပြီးတော့အလွန်တတိမြင့်တဲ့သူထဲမှာပါတယ်။သူ့အတွေးကောသိတ်ကိုစိတ်တစားဆန်နေနားလည်ရခတ်တယ်။ဒါကိုခါမက်စ်ကဟီဂဲကသူ့အတွေးကောကိုသူကိုယ်တိုင်လည်းနားလည်ပုံမပေါ်ပါဘူးလို့သေယောဘူးတယ်။ဟီဂဲကလည်းကန့်လို့ပဲတနည်းအားမစတဲ့ငင်းနဲ့ရောက်လာတယ်။သူ့ခြေတော့တစ်ဖက်မှာပဲဖနှက်ပါလာတယ်။ဖနက်တစ်ဖက်ကရှုံထဲမှာနစ်ကြွကြကြင်းခဲတာကိုသူသတိမထားမိဘူး။ တိတ်ကိုအတွေ့ငဲ့ချက်လာလို့နေတူပါတယ်။နောက်ဂျာမန်တသနာပညာရှင်တဦးဖြစ်တဲ့အာဒရရှူဘင်ဟောင်ဝါရဲ့အမှုအကျင့်တွေဟာလည်းနားလည်ရသိက္ခတ်တယ်။ရှူဘင်ဟောင်ဝါကဟေဂယ်လိုတက္ကသိုလ်မှာပမောက္ခတော့ဖြစ်မလာခဲ့ဘူး။ပမောက္ခခန့်ဖို့ဟေဂယ်နဲ့ရှူဘင်ဟောင်ဝါကိုတသနာဆိုင်ရာလက်ချရီပြီးခိုင်းတယ်။ရှူဘင်ဟောင်ဝါဟောပြောပူချနေတဲ့အခန်းတွေကနေပြီးနားထောင်သူတွေဟာနားထောင်ခြင်းစိတ်ကုန်လို့ထင်ပါရဲ့။ တယောက်ပြီးတယောက်ထွက်သွားလိုက်ကြတာနောက်ဆုံးမှာခုံလွတ်တွင်နဲ့ရှိုးပင်ဟောင်းဝါပဲကျင်းရစ်တော့တယ်ဒါနဲ့ရှိုးပင်ဟောင်းဝါဟာအမောက်ခါရာတုနဲ့လွဲချော်သွားတယ်ရှိုးပင်ဟောင်းဝါရှိတဲ့ The World as Will and Ideas ဆိုတဲ့စာအုပ်ကြီးထွက်လာတော့လဲမအောင်မြင်ရှာဘူးဒီစာအုပ်ကစိရင်ဒုက္ခတွေအကြောင်းကိုအမွန်တင်ရှင်းထားတဲ့စာအုပ်ဖြစ်တယ်ရှိုးပင်ဟောင်းဝါခမရာစာမူကတပြားတစ်ချက်မှမရဘူး စာအုပ်တွေရောင်းမကုန်နိုင်လို့နောက်ဆုံးမှာကုန်ထုတ်ဆက်ကူအဖြစ်ရောင်းလိုက်ရတယ်တဲ့ရှိုပင်ဟာဝဟာသူ့ဘဝကိုသူစိတ်ချလုံခြုံမှုမရှိသလိုခံစားရပုံပေါ်တယ်။သူတောက်တဲ့စေတံကိုညာအခန်းကြီးမှာတော့ခတ်ပြီးသိမ့်နေ။တနက်ကိုလည်းရဟန်းအသင်ထိုးပြီးအရာနာပါထားပြီးမှအိတ်တယ်။စုညံတန်တဲ့မိမတွေကိုလည်းသူကမုံနေ။ရှိုပင်ဟာဝဟာခွေတကောင်ကို အဖို့ပြူပြီးတိတ်တိတ်ဆိတ်ဆိတ်ပဲနေတယ်။မိမတွေဟာ အောက်ပိုင်းကြည့်တယ်အချိုးမကြဘူးလို့မြင်တယ်။ဒီအမြင်ရှိနေလို့ရှိုပင်ဟောင်းဝါဟာမိမမယူလားလို့ဝေဖန်ချက်တွေပေးကြတယ်။ဒသနာသမိုင်းကိုကြည့်ရင်ဒသနာပညာရှင်ယူရီဟာအိမ်တော်မပြူကြဘူး။လူပြိုကြီးတွေအဖြစ်နဲ့နေနေကြတယ်။ဒါကြောင့်ဒသနာပညာရှင်ဆိုတာအိမ်တော်မပြူမိမမယူဘူးလို့တော့ယူဆလို့မရပါဘူး။ဒသနာပညာရှင်ကြီး Bartrand Russell ဟာတော့မိမ၄ချိန်၄ရောက်ယူတယ်။ သတ္တနာပညာရှင်တွေဟာဘဝမှာဘယ်လိုအသက်ရှင်သင့်တယ်ဘယ်လိုနေထိုင်သင့်တယ်ဆိုတာတွေနဲ့ပတ်သက်ပြီးအမျိုးမျိုးတွေးအမျိုးမျိုးပြောကြတယ်ဂရိကသတ္တနာပညာရှင်ဒိုင်ဟိုဂျနီးစ်ကတော့စီပိုင်းနဲ့ဝင်နေတတ်တယ်သတ္တနာပညာရှင်စပီနိုဇာကတော့အိမ်အပေါ်ထက်ထက်ခိုးကပင်ကူအိမ်တွေချမှာနေတတ်တယ်ပင်ကူတွေအိမ်ဆောက်တာကိုစိတ်ဝင်စားစွာနဲ့ကြည့်တယ်စပီနိုဇာကပင်ကူတွေအိမ်ဆောက်နေတာကိုကြည့်ရင်ဝင်းနေဝင်းတာတွေဖြစ်နေတတ်တယ် ပင်ကိုယ်တွေနဲ့သူ့ဘဝတသားတည်းနေပုံရတယ်။တူဦးတော်သူကစေတနာကောင်းတဲ့သူ့ခန်းကို ရှင်းလင်းပေးတယ်။ပင်ကိုယ်အိမ်တွေကိုဖယ်ရှားပေးတယ်။အိမ်ကိုပြန်လာလို့သူ့နေထိုင်ရာထက်ကိုကလေးကိုရောက်လို့ပင်ကိုယ်အိမ်တွေမရှိတော့တာတွေ့တဲ့အခါမှာစပီနိုဇာကအကြီးအကျယ်စိတ်ဆိုးဒေါသတွေဖြစ်တယ်လို့အဆိုရှိပါတယ်။တသနာပညာရှင်တွေတွေ့တဲ့အခါမှာလဲသိပုံမှန်ဖြစ်ပုံမရဘူး။ဆော့ကရတီကဈေးတဲ့တနေရာမှာ နေနွေထဲမှာတညာလုံးမတက်ကြီးရက်ပြီးတွေးနေတယ်ဆိုပဲပြင်တဲ့သဒ္ဒနာပညာရှင်ရနီဒေကာကတော့မိငိမ့်သွားလို့ခန္တွင်တွေဖြစ်နေတဲ့မိလင်မိုးတွေဝင်ပြီးတွေးတယ်ဒီလိုတွေးရင်းကငါတွေးတယ်ဒါကြောင့်ငါရှိတယ် I think therefore I am ဆိုတဲ့ HCM ကိုရခဲ့တယ်လို့ဆိုကြတာပဲဒီသဒ္ဒနာပညာရှင်တွေရဲ့ခက်ကြောင်ကြောင်အမှုချင်းတွေကြောင့်သူတို့ကိုလောင်ပြောင်းမှုတွေအမျိုးမျိုး ဟာတာကွက်တွေအမျိုးမျိုးလုပ်ခဲ့ကြတယ်။ဖြစ်တည်မှုဝါဒ existentialism ကိုလေ့လာရင်ချန်တာလို့မဖြစ်တဲ့ပုဂ္ဂိုလ်ကတော့ဒိမတ်လူမျိုးတဒနာပညာရှင်ဆိုရင် Soren Kierkegaard ပါပဲ။ဒီပဲပညာရှင်တွေဟာဒီထွေမှုအမျိုးမျိုးတွေ engineer တွေကဒီဆောင်မှုအမျိုးမျိုးတွေနဲ့လူတတဝါတွေတတ်တာလွယ်ကူစွာနှိမ့်နိုင်အောင်အကျိုးပြုခဲ့ကြတယ်။လူတွေရဲ့အခက်အခဲတွေကိုကူညီဖြည့်ရှင်းပေးနိုင်ခဲ့တယ်။ငါကရော တွေးခေါ်ခြင်းတယောက်အနေနဲ့လူသားတွေကိုဗာမြန်ကူညီဖြည့်ဆွမ်းဆောင်ရွက်ပေးနိုင်မှာလေလို့ကဲကိကကတွေးတယ်။စီပြင်းလေကြီးတလိတ်ကုံတောက်ပြီးတွေးတော်တယ်တဲ့။တလိတ်လေကုံမီငါလူသားတွေအတွက်ဘာမှမလုပ်ပေးနိုင်မှာလားဆိုတဲ့အဖြေပဲရတယ်တဲ့။ဒါပေမဲ့ခနာအကြာမှာသူ့စိတ်ထဲမှာညံအလင်းရောင်တစ်ခုပေါ်လာတယ်တဲ့။ဘလို့ညံအလင်းရောင်ဝင်လာတာလဲဆိုတော့ တက်တနပညာရှင်တဦးအနေနဲ့လူတရဝါတွေတက်တာလွယ်ကူစွာနေထိုင်နိုင်ရေးအတွက်ဘာဆိုဘာမှဆွမ်းဆောင်မပေးနိုင်တာအမှန်ပဲဒါပေမဲ့တက်တနပညာရှင်အနေနဲ့ဝန်내စိတ်ပြည့်စရာမရှိပါဘူးဘာကြောင့်လဲဆိုတော့တက်တနပညာရှင်မှာလူတွေအတွက်လုပ်ပေးနိုင်တာတခုတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့လူတွေလူဘဝမှာအနေပိုခက်ခဲသွားအောင်ကူညီပေးခြင်းပဲဖြစ်တယ်ဆိုတဲ့ဉာဏ်လေးအောင်သူစိတ်ထဲလဲလက်သွားတာတဲ့ ချီရလေတဒနာပညာရှင်ရဲ့လုံနိုင်တဲ့အလောက်ကလူတွေပိုအနေခတ်သွားအောင်ကူညီပေးမယ်အလို့တဲ့ကဲကိကဲရဲ့အတွေ့အမြင်ဟာတော်တော်ကြောင်းတဲ့အတွေ့အမြင်ဖြစ်တယ်လို့ထင်စရာရှိပါတယ်ဒါပေမဲ့စဉ်းစားကြည့်လူတွေဟာအိဖို့စားဖို့ကာမဂုဏ်မိဝဲဖို့ဆိုရာလောက်နဲ့အသက်ရှင်နေရင်အဲ့ဒီလိုအသက်ရှင်နေတဲ့ဘဝမျိုးဟာတန်ဖိုးရှိရလားကောင်းကောင်းစားနိုင်ရင်ကောင်းကောင်းဝတ်နိုင်ရင် ကောင်းကောင်းကာမခုံးတွေခံစားသုံးဆောင်၏။ဂုံပကဒနာတွေတိုးတည်၏အတွက်ပဲလောကီဆောင်ရွက်ရင်းအသက်ရှင်နေတဲ့ဘဝကရော အတိတ်ပဲရှိတဲ့ဘဝမျိုးလား။ဆော့ကရတီကသူ့ကိုတည်တဲ့ချမှတ်တဲ့ဂျူရီအဖွဲ့ကိုရည်ညွှန်းပြီးသင်တို့ဟာအသိပညာရရှိ အမှန်တရားကိုသိမြင်ရင်းနဲ့စိတ်ပိုင်းဆိုင်ရာကောင်းမြတ်စင်ကြယ်တိုးတည်ရေးအတွက်အားမထုတ်ကြပဲတနေ့ပြီးတနေ့ပစ္စည်းဥစ္စာတိုးတည်ရေးဂုံတိတ်ခါမြင်မာရေး ထင်ပေါ်ကြော်စိုးရည်တွေအတွက်ပဲလောဘတကြီးကြိုးစားနေခြင်းကိုမရှက်ကြသလိုလို့မိဘူးပါတယ်ဘဝကိုမဆူဆဲမလိမ့်လာပဲနေနေခြင်းဟာ အချီးနှီးသောနေခြင်းဖြစ်တယ် and aiming life is not worth living လို့ဆော့ပရဒီကပြောနေရှိတယ်ဘဝမှာဘလို့နေခြင်းဟာအကောင်းဆုံးလဲဘလို့နေမှအတိတ်ပဲရှိတဲ့အသက်ရှင်ခြင်းမျိုးလဲ ဘလို့တန်ဖိုးရှိတဲ့ဘဝမျိုးကိုရွေးချယ်နေထိုင်ရမလဲဆိုတဲ့မိကွန်းတွေနဲ့ကြုံလာတဲ့အခါမှာဘဝမှာအကောင်းဆုံးအရာဟာဘာလဲလို့တွေးလာရတဲ့အခါမှာအော်ဘဝအကြောင်းသိဖို့ကခက်ခဲပါလားလို့တွေးမိပါတယ်အကောင်းဆုံးဘဝကိုရွေးချယ်ပြီးအဲ့ဒီလိုရွေးချယ်ထားတဲ့အတိုင်းတကယ်လက်တွေ့ကျင့်သုံးနေထိုင်ဖို့ဆိုတာလေခက်မှာခက်ဆိုရင် ကေဂီကကအဲ့ဒီလိုဘဝနဲ့ပတ်သက်တဲ့အတွေ့တွေတွေးမိအောင်ကူညီမယ်လို့ဆိုလိုရရှိပါတယ်။ဒီတွေးရနဲ့ဘဝမှာနေဖို့ခက်တယ်။နေဖို့ခက်နေသူဟာလေးနက်တဲ့အတွေ့အမြင်တွေခြေပြင်းတဲ့ဘဝဆိုင်ရာလိလာမှုတွေရှိလာလို့ပါပဲ။ဒါကိုရည်ရွယ်ပြီးတဒနာပညာရှင်တွေဟာလူတွေကိုအနေရပို့ခတ်အောင်ကူညီပေးမယ်လို့ကေဂီကကဆိုလိုဟန်တူပါတယ်။ကေဂီကရဲ့အရေးသားတွေဟာ နားလည်ရခက်တယ်။နောက်တနေ့နိုင် ကိုဟာကိုတင်းနေတာကိုကိုတိုင်တွေ့ရတယ်ဆိုတဲ့အရေးသားမျိုးဆိုပါတော့တည်သွားပြီးဆိုမှတော့တေတူဟာသူ့ဟာသူတင်းနေမှန်းကိုဘလို့လို့တွေ့တည်နိုင်ပါလေအတိတ်ပဲမရှိတဲ့အရေးသားမျိုးလို့ပြောမှာပဲကက်ကီကက်ဆိုလိုချင်တာကတမျိုးဖြစ်ပါလိမ့်မယ်ဒီလိုရေးတက်တဲ့ကက်ကီကက်ကိုရေးပဲပြီးခတ်ကြောင်ကြောင်အတွေးခေါ်ပေါမောခရီပညာရှင်တွေအကြောင်းပြုံးစရာဇလန်းတွေအများကြီးထွင်ရေးကြတယ်တခါမှာတဒနာပညာရှင်ကြီးတဦးဟာ လူသိဉာဏ်အကြောင်းကိုရှင်းပြတဲ့ဉာဏ်တကြံကိုပြုနေတယ်တဲ့ဒီတသနာပညာရှင်ကြီးဟာစနစ်တကျတွေးတက်သလိုတိတိကျကျလုပ်တတ်တဲ့အကျင့်လည်းရှိတယ်တဲ့တညမာရေးလက်စာကျမ်းကိုအေးရက်ပြီးအိယာဝင်ဖို့စိတ်ကူတယ်ဒီကြစွာဆောင်ရွက်တဲ့သူဆိုတော့အိယာဝင်ငန်းဒီမှာစနစ်တကျတိတိကျကျအလုတ်သိမ့်တဲ့အနည်းနဲ့စည်ရင်လုပ်တယ်သူရေးသားနေတာကိုဘလို့အဆုံးသတ်ထားတယ်ကိုကချင်းရဲ့ကိုကစေစာမျက်နှာကဘလောက် နောက်တနေ့ဇလက်ကိုကားမြင့်ချင်းရဲ့အမိကပါစသဖြင့်နမတ်ထိုးပြီးစည်ရင်တီးတီးကြကြလောက်တယ်။စာရေးစာဖတ်ပြီးတဲ့အခါတက်တဲ့မျက်မှန်ကိုဗမာချထားတယ်ဆိုတာကိုလည်းစည်ရင်ထဲမှာထည့်တယ်။ချန်ပီယံနေတဲ့တသနာဆရာမိမိကိုယ်တိုင်ကကတင်ပေါ်မှာလို့နောက်ဆုံးနမတ်နဲ့စည်ရင်ပေးပြီးအိတ်သွားတယ်တဲ့။နောက်နေ့နဲ့ဒီတသနာဆရာကြီးနိုးလာတဲ့အခါမှာသူညားကလုတ်ခဲတဲ့စည်ရင်ကနမတ်စင်နဲ့ညှို့နာတာတွေကိုရှာတယ်။ နောက်ဆုံးနံပါတ်ကညွန်တာကလွဲရင်အကုန်တွေ့တယ်တဲ့နောက်ဆုံးနံပါတ်ကညွန်ထားတဲ့တသနာဆရာမိမိကိုယ်တိုင်ကိုရှာလို့မတွေ့ဘူးဖြစ်နေတယ်တဲ့တသနာဆရာဟာကိုကိုကိုတောင်ရှာမတွေ့တဲ့မသိတော့တဲ့သူပဲလို့လောင်ပြောင်းတာဖြစ်ပါပေါ့တညနေမှလဲပန်းဉဏ်ထဲမှာတသနာဆရာကြီးတူကထိုင်းနေတယ်ပန်းဉဏ်ပိတ်ချင်ရောက်လာပေမဲ့ဆက်ထိုင်းနေတယ်ပန်းဉဏ်ဆောင်ကသူ့စီသွားပြီးပန်းချံပိတ်တော်မှာဖြစ်ကြောင်း ဒါကြောင့်ပညာနဲ့ကထွက်သွားပြီပါလို့ပြောတယ်။ဒါပေမဲ့တဒနာဆရာကြီးကမကြသလိုလိုဂယုမဆိုင်သလိုလိုလုပ်နေတယ်။ဒါကြောင့်ပညာဆောင်ကထွက်ပြီပါလို့ထပ်ပြောတယ်။တဒနာဆရာကြီးကထိုင်ရန်ကမထားဘူး။ပညာဆောင်ကဒေါသဖြစ်လာပြီးတော့ခမရဘသူလဲလို့ပေါ်ကောင်မေးတယ်။ငါဘသူလဲဟုတ်လား။ငါမသိဘူးလို့တဒနာဆရာကဖြေတယ်တဲ့။ဒီတဒနာဆရာရဲ့အဖြေဟာ ကျုံနှောင်းတောင်းနဲ့ဖြေးလိုက်တာပဲလို့ပြောလို့လည်းရတယ်။သူ့ဖြေးဟာမှန်တယ်လို့လည်းပြောနိုင်တယ်။ဘောရီဓမ္မအီဒီ600ဆိုဟာလည်းအထက်ပါတဒနာဆရာဖြေးတယ်လို့ဖြေးခဲ့ဘူးတယ်။ဘောရီဓမ္မဆိုတာအိန္ဒိယတောင်ပိုင်းကနေပြီးတရုတ်ပြည်ကိုဗုဒ္ဓသာသနာပြုဖို့ရောက်သွားခဲ့တဲ့ယဟန်တော်တပါဖြစ်တယ်။တရုတ်ပြည်ကဘီယင်အင်္ဂရိတ်အမ်ပါယာဝူနဲ့သူတွေ့တယ်။ဘီယင်အင်္ဂရိတ်ကဗုဒ္ဓဝါဒသဘောတရားတွေကိုမေ့တယ်။ ဗောဓိဓမ္မကလည်းရှင်းပြတယ်။ဒါပေမဲ့ဘုရင်ဣဂရိဟာနားလေသဘောကျဖို့မပေါ်ဘူး။ဗောဓိဓမ္မရဲ့ဟောပြောပုံကိုမကြည်မနှက်တွေ့အောင်ဖြစ်တယ်။ဒါနဲ့ဘုရင်က သင်ဘသူလဲလို့မေးတော့ဗောဓိဓမ္မကမသိဘူးလို့ဖြေတယ်။ကိုကိုကိုတောင်ဘသူမဲမသိတဲ့ယဟန်ပဲလို့အဲ့ဒီဘုရင်ဣဂရိကထင်ကျင်ထင်မှာပဲ။စောစောကတဒနာဆရာကိုထင်ဤကားပဲဖြစ်မှာပေါ့။တကယ်တော့ဗောဓိဓမ္မရဲ့အဖြေကမှန်နဲ့အဖြေပဲ။ သိပ္ပံပညာရှင်တွေကပြောကြတယ်။တစ်ဆက်ကံကိုအပုံတန်းတစ်ထောင်ပုံတပုံဆိုရင်ဒိတ်ကိုတူတောင်းမှာပဲ။အဲ့ဒီလောက်တူတောင်းတဲ့အချိန်ကလေးအတွင်းမှာပဲလူခန္ဓာကိုယ်က classic cell တွေဟာအတိအသည့်ဖြစ်နေတာတဲ့။ခန္ဓာကိုယ်မှာတစ်ခဏလေးမှမြင်နေတဲ့အရာရဲလို့မရှိဘူး။တည်တတဲ့စိတ်ကလည်းအမြဲပြောင်းလဲနေတယ်။စိတ်ရဲ့ပြောင်းလဲမှုကရုပ်ရဲ့ပြောင်းလဲမှုထက်မြင့်နေ။ဒီတော့ခန္ဓာတစ်ခုလုံးကအမြဲပြောင်းလဲနေတဲ့ပြက်အစင်ကြီးဖြစ်နေတယ်။ ဲ့ဒီပြက်အစင်ကြီးမှာသဆိုင်ရာအခြေအနေအကြောင်းတရားတွေကြောင့်မိမယောက်ျားစားတဲ့ပုံတွေအသွင်သဏ္ဍာန်တွေဖြစ်နေတာအဲ့လိုဖြစ်နေတဲ့မိမယောက်ျားစားတဲ့အသွင်သဏ္ဍာန်တွေကိုပဲသူငါသူပဲငါပင်လို့ထင်မှတ်ပြောဆိုနေကြတာတကယ်လို့အဲ့ဒီပြောင်းနေတဲ့အစင်ကြီးမှာ သူငါဘသူဘဝရဲ့လို့ရှိမှမရှိပဲဘယ်သူဘဝရဲ့လို့ပြောလို့မှမရပဲ။ ဒါကြောင့်ဘောဓိဓမ္မကိုသင်ဘသူလဲလို့မိတဲ့အခါမှာမသိဘူးလို့ဖြေလိုက်တာဟာမှန်တော့ဖြေခြင်းပါပဲဗုဒ္ဓစာပေတွေမှာလူစိတ်လူရုပ်ခန္ဓာရဲ့ပြောင်းလဲနေမှုကို အလေးအနက်ဖော်ပြထားတယ်စိတ်ရုပ်ဆိုတဲ့ယုံနံဓမ္မသင်္ခါရတရားတွေဟာအလုံးလင်းမြန်စွာနဲ့ပြောင်းလဲနေကြတယ်မြတ်တောင်တစ်ခါအလျက်တစ်ပြက်အတွင်မှာပဲစိတ်နံတရားတွေဟာခန္ဓာပေါင်းဂတိတသိမ့်မကအ ရုပ်ကလည်းခဏပေါင်းခရီ9000မက ပြောင်းလဲနေကြတာတဲ့စိတ်စီတသိတရားတစ်ခု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 မှာဥပတ်ခဏတီခဏဘိန်ခဏဆိုပြီးခဏငယ်၃ချက်စီအသက်ရှိတယ်အဲ့ဒီခဏငယ်၃ချက်အချိန်ပိုင်းကိုစိတ်တခဏကြီးတစ်ချက်လို့ခေါ်တယ်မျက်စိတမိတ်လျှက်တပြက်အတွင်းမှာပဲအဲ့ဒီစိတ်တခဏပေါင်းဂရိတသိန်းကျော်ကျော်ဖြစ်ချုပ်သွားကြတယ်ဗုဒ္ဓအပိဓမ္မာအလိုရာ လက္ခဏာယုံလေးခုဝိညာဉ်ယုံနှစ်ခုကိုဖယ်လိုက်ရင်ယုတ်အမျိုးအစား22မျိုးရှိသေးတယ်။အဲ့ဒီ22မျိုးသောယုတ်တွေဟာစိတ်တခဏပေါင်း18ချက်လောက်စီအသက်ရှိကြကြတယ်တဲ့။ဆောစောကဖယ်ခဲ့တဲ့ဝိညာဉ်ယုံနှစ်ခုကတော့စိတ်ဖြစ်လျင်ဖြစ်စိတ်ချုပ်လျင်ချုပ်ကြတယ်။လက္ခဏာယုံလေးပါမှာလဲဥပ္ပဇာနဲ့တန်တတိဆိုတဲ့ယုတ်တွေဟာယုတ်ရဲ့ဥပ္ပခဏပိုင်းဖြစ်ပြီးတော့ခဏငယ်တစ်ချက်ခန့်လောက်စီအသက်ရှိကြတယ်။ ဇာရတာဆိုတဲ့ယောက်ကယောက်ရဲ့ဒီခဏပိုင်းဖြစ်ပြီးတော့ခဏငယ်49ချက်လောက်အသက်ရှိတယ်။အနိစ္စတာယောက်ကယောက်ရဲ့ပင်ခဏပိုင်းဖြစ်ပြီးတော့ခဏငယ်တစ်ချက်ခန့်အသက်ရှိကြတတ်တယ်တဲ့။ဒါကိုကြည့်ရင်ယုံနံဓမ္မသင်္ခါရတွေဟာမိမိတို့ရဲ့ပင်ခဏကိုရောက်ရောက်ပြီးချုပ်ပြောက်သိဆုံးနေတယ်လို့ဆိုရမယ်။ဒီလိုချုပ်ပြောက်သိဆုံးနေတာကိုပဲခဏိကမရဏလို့ခေါ်တယ်တဲ့။ခဏတိုင်းသိနေတယ်ပေါ့။ လူတိုင်းလူတိုင်းဟာမျက်စိတမိတ်လျက်တပြက်ခဏပိုင်းကာလကလေးအတွင်းမှာခဏကမန္တနတည်ခြင်းမျိုးနဲ့အချိန်မောင်းကလေးတသိန်းကျော်ဒိဆုံနေတယ်လို့ပြောနိုင်တယ်တဲ့ဒါဆိုရင်နောက်တနေ့မနက်မှာကိုကိုကိုရှာမတွေ့ပဲပျောက်နေတဲ့တသနာဆရာကြီးဟာနောက်တနေ့တိုင်းကိုယ့်အကူတည်နေတာကိုကိုယ်တိုင်တွေ့ရတယ်ဆိုတဲ့ကဲကီကဲရဲ့အကြီးအသားအဆူအမိတ်ဟာမားရီအကြီးအသားအဆူအမိတ်တော့မဟုတ်ဘူး အချိန်တိုင်းဗုဒ္ဓတဒနာနေပေမှာရှိတဲ့ကျင့်စဉ်ကိုကိုယ်တိုင်တကယ်အားထုတ်လို့လုံလောက်တဲ့ခဏိကသမာဓိရရင်ကိုယ်တိုင်သိနေတာကိုတကယ်ပဲတွေ့နိုင်တယ်လို့ဆိုရမယ်။မိမိဘဝခန္ဓာကိုယ်ဟာခန္ဓာတိုင်းပြည့်နေတယ်ခန္ဓာတိုင်းပြောင်းနေတယ်ခန္ဓာတိုင်းသိနေတယ်လို့လုံလောက်တဲ့သမာဓိလုံလောက်တဲ့ဉာဏ်နဲ့သိမြင်ရင်အဲ့ဒီဘဝအဲ့ဒီခန္ဓာကိုယ်ကိုဆွဲလန်းကဲ့နှီးမှုတွေကင်းသွားတယ်။အဲ့ဒီဘဝအဲ့ဒီခန္ဓာနဲ့ပတ်သက်မှုတွေ consensus ပတ်သက်မှုတွေကင်းသွားပြီဆိုရင်တော့အဲ့ဒီဘဝအဲ့ဒီခန္ဓာနဲ့ပတ်သက်နေတဲ့စိတ်ညစ်စရာစိတ်ပျက်စရာအလိုမကျစရာမကြည်နက်စရာဖြစ်ချင်တာမရလို့စိတ်မချမ်းမသာဖြစ်တာမဖြစ်ချင်တာတွေနဲ့ကြုံရလို့စိတ်မသက်မသာဖြစ်တာတောကရောက်တာတွေပူဆွေးငိုကြွေးရတာတွေစတဲ့အနေထားယုံပြီးဖြစ်နိုင်တော့မှာမဟုတ်ဘူးပတ်သက်မှုမှမရှိတော့ဘဲကိုတနည်းမှာဩရမဗုဒ္ဓဟာ ကပတိကားလို့ခေါ်တဲ့တောအတွင်းကတစ်ပင်တစ်ပင်ရဲ့ချီးရင်မှာတပါးတဲ့ထိုင်နေတော်မူတယ်။တကယ်တော့ကောရမမြတ်စွာဘုရားဟာဥရဝေလာတောရှိယာကိုကြွာလာခဲ့တာတဲ့။အခုထိုင်နေတော်မူတဲ့နေရာကဥရဝေလာတောကိုမရောက်ခင်လန်ကီအခြားကတောငယ်ဖြစ်ပါလိမ့်မယ်။ကောရမမြတ်စွာဘုရားထိုင်နေချိန်အေရိကပတိကတောအုပ်ထဲမှာပဲဘက်ခဝကီလို့ခေါ်တဲ့မင်းသားကြီးနောင်သုံးချိန်ဟာသူတို့ရဲ့မိဟာရိနဲ့ပြောပါတောက်စားနေကြတယ်တဲ့။အဲ့ဒီညီနောင်တွေဟာ တပူတော်တွေနဲ့အတင်းလိုက်အခွဲလိုက်ဆိုပါတော့တွားကြလာကြပြုံးမြူကြတယ်ဓာတ်ကိုအဆွဲပြုပြီးသူတို့ကိုဘဂဝကီညီနောင်လေးလို့ခေါ်တာတဲ့ပြီးတော့လေဒီမျက်နှာတွေဟာကောတလာမင်းကြီးနဲ့ဖေဒူမအီကွဲညီအစ်ကိုတော်ဆက်ကြသူတွေဖြစ်တယ်အဲ့ဒီဆိုခဲ့တဲ့တောအုပ်မှာမင်းသားတွေပျော်နေတော့မှာပြဿနာတစ်ခုဖြစ်တယ်ဘာလဲဆိုတော့သူတို့ထဲမှာမရမပါတဲ့မင်းသားတစ်ပါးပါတယ်သူ့မှာမရမပါလို့ခဏမရအဖြစ်နဲ့ မိမတယောက်ကို အခပေးပြီးငါပေးကြတယ်။အဲ့ဒီမိမကမင်းသားရီတောက်စားမှုရဲ့မိလျော်နေချိန်မှာမင်းသားရီစီကအဖိုးထိုက်တန်တဲ့ပစ္စည်းတွေကိုခိုးပြီးထွက်ပြေးသွားတယ်။ဒီလိုထွက်ပြေးတာကိုသိတဲ့အချိန်မှာမင်းသားရီကအဲ့ဒီထွက်ပြေးတဲ့မိမကိုလိုက်ရှာကြတယ်။ဒီလိုရှောက်ဖွေရင်းကစောစောကတပည့်ရင်းမှာထမ်းပြီးတရင်တုံးနေတဲ့ဂေါရမမြတ်စွာဘုရားကိုမြင်တွေ့ကြတယ်။သူတို့ကဂေါရမမြတ်စွာဘုရားကိုမိမတယောက်ကိုမြင်မိပါသလားလို့မေးကြတယ်။ ောဓမမြတ်စွာဘုရားကမြင်နေမမြင်ဘူးဘာမှမဖြစ်ပဲဒီမိမကိုဘာလို့ရှာနေတာလဲလို့ပဲပြန်မိတယ်ဒီခါမှာမင်းသားတွေကမိမကိုရှာရချင်းရဲ့အကြောင်းစုံကိုပြောပြကြတယ်ဒီခါမှာဂေါရမမြတ်စွာဘုရားကမင်းသားတို့သင်တို့အဖို့ရာမိမပြက်ကိုရှာခြင်းနဲ့မိမိကိုယ်ကိုရှာခြင်းဤနှမျိုးတို့တွင်အဘိရှာခြင်းကအမျက်သည်ဟုသဘောကြကြကုန်သည်နီးလို့မေးပါတယ်ဂေါရမဗုဒ္ဓ၏အထက်ကအမေးစကားကိုကြည့်ရင် ဘဝကိုအနည်းရခက်အောင်ဖန်တီးတဲ့အမေစကားဖြစ်တယ်ဆိုတာကိုတွေ့ရမယ်။ဇနီးမယားရီ အဖြိုရမကရီနဲ့ဘဝမှာအနည်းနေရတာဟာမင်းသားတွေအတွက်အလွယ်ကူတယ်။မိမပျောက်တာရှားရတာလေတကယ်တော့လွယ်ကူပါတယ်။ဒါပေမဲ့ကိုကိုကိုရှားဖို့ဆိုတာခက်ခဲတယ်။ကိုကိုကိုရှားရင်ဘဝမှာနေဖို့ဆိုတာသိကိုခက်ခဲသွားတယ်လို့ထင်တယ်။ဟုတ်မှာပါပဲ။ဘဝမှာအာကုသို့ဆိုတာကိုမကြောက်ပဲထင်သလိုနေနေရတာဟာလွယ်တယ်။ချစ်ချင်းရဖြစ်ဆိုပြီး နေနေရတာလေလွှဲတယ်။မကောင်းတဲ့အကျင့်စရိုက်ဆိုးတွေကိုရှားဖို့လေလွှဲတယ်။မကောင်းတာတွေကိုပြောရင်းစဲဆိုတိုင်းထွားရင်အတင်းပြင်းပြောရင်းဘဝမှာနေရတာလွဲကူတယ်။ပေါ်ပါတယ်။အပြင်းပြေတယ်လို့တောင်ထင်ရတယ်။ဒါကြောင့်အပြစ်ဖြစ်အောင်နေဖို့နဲ့မကောင်းတာတွေလုပ်ပြီးငရဲသွားဖို့ဆိုတာကလွယ်တယ်လို့ပြောကြတာဖြစ်မှာပဲ။အကုသိုလ်တွေမဖြစ်အောင်နေဖို့တိတ်ခါတမာရီရှိအောင်နေထိုင်ဖို့ဆိုတာကကြတော့ခက်တယ်။ဒီဘဝမှာပဲ ်အမြိုင်နိဗ္ဗာန်ကိုသိမြင်အောင်ကြိုးစားပြီးအသက်ရှင်နေထိုင်မယ်ဆိုတာမျိုးကကြတော့ခလိုက်မိဖြစ်ချင်းဂေါရမဗုဒ္ဓရဲ့အထက်ကအမေစကားကိုတာမန်လူတွေအနေနဲ့တော့ဘယ်လိုစကားကြည့်ပါလဲငါကိုနေငါသွာလာလောက်ကန်စားတောင်းနေတာပဲဟာဘယ်နဲ့ကိုကိုကိုရှာနေရအောင်မလင်းလို့ပြောစရာဖြစ်မှာပဲဟုတ်ပါတယ်လူတရဝါရီဟာလူဘဝရောက်လာရင်ခလွယ်လွယ်ခပ်ပေါ့ပေါ့ပဲနေရင်အချိန်ကုန်သွားကြတာပြောခဲ့တဲ့အတိုင်းပဲ စာရင်တောင်းရင်ကမကုံခန်းစားရင်အဲ့ဒီကမကုံအတွက်လောက်ကိုင်းဆောင်ရွက်ရင်းနေပဲဘဝမှာအချိန်တွေကုန်သွားကြတာများပါတယ်ဘဝနဲ့ပတ်သက်ပြီးဘာမှလေးလေးနက်နက်နားလည်မသွားကြဘူးလေးလေးနက်နက်ဘဝကိုလိလာစူဇန်ရကောင်းမန်းလည်းမသိကြဘူးဆိုခဲ့တဲ့ဗုဒ္ဓရဲ့အမေစကားဟာလေလူတော်ဝါတွေကိုဘဝမှာလေးလေးနက်နက်နဲ့နေတတ်အောင်ကူညီပေးတဲ့စကားဖြစ်တယ်လို့ပြောနိုင်ပါတယ်ပေါ်ပေါ်တယ်နဲ့မဟုတ်ပဲဘဝကိုလေးလေးနက်နက်နေရင် အနေရမလွယ်တော့ဘူးအနေရခတ်သွားပြီလူတွေဟာကိုကိုကို ရှိတယ်ပဲထင်နေကြတာဒီလိုထင်ပြီးကိုကိုကိုဆွဲလန်းလိုက်ကြတာမှ ကိုကိုများလာပြီးတပါသူတွေကထိပါဆော်ကားမယ်ဆိုရင်အသေးခံမိတော့ကိုကိုကိုကာဝေးတာပဲငါဆိုရဲငါဘဝငါကိုဆိုတာရှိတယ်လို့ထင်နေတော့ငါပြောတယ်ငါစိတ်ညစ်တယ်ငါတော်တယ်ဒါညံ့နေငါမှာဒီဒုက္ခတွေဒီပြဿနာတွေဖြစ်ရပါမို့လားဆိုပြီးလဲဒေါသတွေဖြစ်တယ် ငါကိုစောကားရကောင်းလားတည်စီမယ်ဆိုပြီးရဲညူတွေထားတယ်။ငါချမ်းသာသည့်ထက်ချမ်းသာရမယ်ဆိုတဲ့လောဘတွေလည်းဖြစ်တယ်။ဒါရီအားလုံးကငါဆိုတဲ့ငါဘဝဆိုတဲ့မိမိကိုယ်ကိုဆိုတဲ့အရာရှိတယ်လို့ထင်နေရကနေဖြစ်ပေါ်လာတာကြီးပဲ။ကိုရမဗုဒ္ဓကဗတ္တဝက္ကီညီနောင်တွေကိုအဲ့ဒီငါဆိုတဲ့မိမိကိုယ်ဆိုတဲ့အရာဟာရှိသလားဆိုတာရှားလို့ပြောတာပဲ။ရှောက်ခွေနီးကိုလည်းကိုရမဗုဒ္ဓကအခြေတဝင့်ဟောပြခဲ့တယ်။ ဗုဒ္ဓဝါဒအလို့ကတော့တတိဝိဒိယတမာရီညင်းညွတ်လို့ရှိရင်ခဏိကတမာရီလို့ခေါ်တဲ့စိတ်ရဲ့စွမ်းရင်ကိုရတယ်။အဲ့ဒီစိတ်စွမ်းရင်နဲ့မိမိကိုယ်ဆိုတဲ့ငနဆိုတဲ့အတ္တဆိုတဲ့အရာကိုရှာကြည့်တဲ့အခါရှင်မပြောခဲ့တဲ့အတိုင်းပါပဲ။ယောဂခန္ဓာပေါင်းဂရီ9000မကနဲ့ငါခန္ဓာပေါင်းဂရီတသိမ်းမကပြောင်းနေတဲ့အစဉ်ကြီးထဲမှာငါကိုမိမိကိုငါအတ္တဆိုတာလုံးဝမရှိတဲ့အရာမဟုတ်ကြောင်း မရှိတရားတာဖြစ်တဲ့အကြောင်းသိမြင်နေဒီလိုသိမြင်ဖို့အတွက်ခဏိကသမားတိစွန့်ရင် အလုံးလောက်ရအောင်လုပ်ရတာဟာအမှန်တန်ခက်ခဲပါလိမ့်မယ်ဒီနေ့ပြောရရင်တော့အမှန်တကယ်မရှိတဲ့မိမိကိုယ်ကိုအမှန်တကယ်မရှိဘူးလို့သိအောင်လုပ်ရတဲ့အလုပ်မိမိကိုယ်မိမိအတ္တငါဆိုတာအမှန်တရားမဟုတ်ဘူးလို့သိအောင်လုပ်ရတဲ့အလုပ်ဟာခက်ခဲပါလိမ့်မယ်နောက်တစ်နေ့ပြောရရင်တော့မရှိတာကိုမရှိမှန်းသိအောင် မဟုတ်တာကိုမဟုတ်မှန်းသိအောင်လုပ်ရတဲ့အလုပ်ကခက်ခဲပါလိမ့်မယ်။ဒီလင်္ကာကမဟာသီဝဆိုတဲ့မထေကြီးဟာနှစ်ပေါင်း30လောက်ကြာအောင်မိမိကိုယ်ကိုရှာတဲ့အလုပ်လုပ်ခဲ့ရတယ်။အမှန်တရားရှာလို့မတွေ့တဲ့အနောက်တိုင်းကတသနာအတွေးခေါ်တွေကိုသိရတာရှိသေးတယ်။ဘာလဲဆိုတော့တသနာရဲ့အလုပ်ကဘာလဲဆိုရင်ညနေတကောင်အမုံတူပြီးနေတဲ့အခန်းထဲမှာမရှိတဲ့အကြောင်းတော့ကိုရှာဖွေတာတဲ့။မရှိတဲ့အကြောင်းကိုရှာသလိုပဲ မရှိတဲ့အမှန်တရားကိုရှာတဲ့အလောက်ဟာဒသနာရဲ့အလောက် function ဖြစ်တယ်လို့သယောတဲ့သဘောပါပဲအရှိတိုင်းဒသနာအချို့ရဲ့အလိုကတော့မရှိတာကိုတကယ်မရှိမှန်းသိအောင်ရှာရတယ်ဒါဟာဒသနာရဲ့အလောက်ပါပဲသူမရှိငါမရှိမိမိကိုယ်ဆိုတာမရှိပုဂ္ဂိုလ်တရားဝါဆိုတာမရှိဒီလိုမရှိတာကိုမရှိပါလားလို့သိအောင်လောက်တာဟာဒသနာရဲ့အရေးကြီးတဲ့အလောက်ပါပဲအရှိနဲ့အနောက်ဒသနာမှာ သုံးနှစ်နှီးချင်းကတော့ကြွားချမှာပဲဗုဒ္ဓတသနာမှာတော့စောစောကပြောခဲ့တဲ့အတိုင်းလုံလောက်တဲ့ခဏိကသမာဓိရအောင်မူလမက်ခင်ဘုဗ္ဗဘာကမက်ခင်ကိုအရာအထုတ်ကျင့်ဆောင်ပြီးမိမိကိုယ်ကိုရှာဖွေကြည့်တာပဲမိမိကိုယ်ဆိုတာအတ္တဆိုတာငါဆိုတာမရှိဘူးလို့အမှန်ကန်မြင်ရင်ဘဝမှာဘာမှအရေးကြီးတာရေးလို့မရှိတော့ပါဘူးဘာမှအရေးကြီးတာမရှိတဲ့သူဟာလောကမှာအေးစီတည်ကြည်စွာနဲ့နေနိုင်သူပါပဲ ဒီအချက်ကိုထောက်ပြီးပြောရရင်တော့ဂေါရမမြတ်စွာဘုရားဟာတန်တရားမှာတွေ့နိုင်တဲ့ဘေးရန်အန္တရာယ်ဟူသမျှကလွတ်မြောက်ပြီးဘဝမှာအေးချမ်းစွာနေနိုင်သူဖြစ်အောင်လူတော်ဝါတွေကိုကူညီသူဖြစ်တယ်လို့ပြောရပါလိမ့်မယ်။အခုကျွန်တော်ဖတ်ပြတဲ့ဆောင်းပါးလေးကတော့ဇာယေဆရာနန္ထသိန်းဆက်ရေးသားထားတဲ့အနိခတ်အောင် ကူညီကြသူများဆိုတဲ့ဆောင်းပါးမှအနိခတ်အောင်ဖန်တီးကြသူများလို့အမည်ရတဲ့ဆောင်းပါးကောင်းလေးကို ရွေးချယ်ဖတ်ပြတက်ဆက်ထားခြင်းဖြစ်ပါれခင်ဗျာ။နာဆင်သူများအနေနဲ့လည်းဆရာကြီးရေးသားထားတဲ့မူရင်းစာအုပ်ကိုဝယ်ယူဖတ်ရှုအားပေးကြဖို့တိုက်တွန်းလိုက်ပါれခင်ဗျာ။နာဆင်သူများအားလုံးပြီးရင်ကြောက်ကြဆင်းရဲခြင်း၍ကိုယ်စိတ်နှဖျားချမ်းသာချမ်းသာကြပါစေ။ကုန်ကျူလိုရဆန္ဒများတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature free channel လေးမှာဆုတောင်းမြတ်တာပို့တာပေးလိုက်ပါれခင်ဗျာ။